။အဲကျွန်တော်တို့ကတော့လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာရည်ရည်ကြိုးစားနေဆောင်ရွက်နေတယ်။သမရအောင်စင်ရင်တင်သွင်းမဲ့အချိန်နီးကပ်လာပြီမဲ့လွှတ်တော်ထဲမှာနေရအများစုအနိုင်ရထားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာသူတို့ရဲ့သမရလောင်းတွေနာမည်ကိုလုံးဝထုတ်ဖော်ပြောကြတာမျိုးမရှိသေးပါဘူး။ပါတီဥက္ကဋ္ဌလူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်သမရဖြစ်ရေးပိတ်ပင်ထားတဲ့ပုံမှန်59စာလုံးကိုဆိုင်ငံ့နိုင်မလားဆိုတဲ့မေးခွန်းတွေကလည်းထွက်ပေါ်နေပါဗျ။ ဒါပေမဲ့2008ဖွဲ့စည်းပုံအရလွှတ်တော်တဲ့25ရာခိုင်နှုန်းနေရာယူထားတဲ့တက်မတော်သားကိုယ်စားလှယ်တွေတဲကအနည်းဆုံးတစ်ယောက်ရဲ့ထောက်ခံမှုရမှသာလူမှုကောင်းဆောင်သမရဖြစ်ခွင့်ရရှိမှာဖြစ်ပါတယ်။ တဲမတော်နဲ့တော့ယုံကြည်မှုတည်ဆောက်ဖို့လိုပါတယ်တဲမတော်နဲ့အပြည့်ယူရှိဖို့လိုပါတယ်တဲမတော်နဲ့အစဉ်ပြေဖို့လိုပါတယ်တဲမတော်နဲ့အစဉ်ပြေခေလို့ငါးစိကိုစလုံးကိုသာပြင်နိုင်မယ်ဆိုရင်အန်တီတို့လည်းကြိုးဆိုပါတယ်အန်တီတို့ရခိုင်အမျိုးသားပါတီ AMP အန်တီနဲ့လည်းဘာပဲဖြစ်ဖြစ်ပေါ့နော်အန်တီတို့ထောက်ခံကြမှာပါမြန်မာနိုင်ငံရဲ့သမရကိုရွေးချယ်တင်မြှောက်ဖို့အတွက်လွှတ်တော်အစုအဖွဲ့၃ခုကတင်သွင်းလာတဲ့ဒုတိယသမရလောင်း၃ရောက်ကိုသမရအရေးချင်းစီစီရေးအဖွဲ့က မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။အရေးချင်းစီစီရေးအဖွဲ့ထဲမှာတော့သွတ်တော်နှစ်ရက်ရဲ့ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌတွေပြင်ကိုယ်စလေတယောက်စီနဲ့တက်မတော်သားကိုယ်စလေတယောက်စုစုပေါင်း9ယောက်ပါဝင်မှာဖြစ်ပါတယ်။ကြံ့ခိုင်ရေးပါတီဘက်ကတော့အခြေခံဥပဒေကိုနောက်ဆုံးအချိန်ထိကာကွယ်သွားမယ်အနေထားမှာရှိနေပါတယ်။ကျွန်တော်တို့ကတော့ဗျာဒီဖွဲ့စည်းပုံအခြေခံဥပဒေဥပဒေရဲ့ပြင်မအချုပ်ပဲလေဗျာကျွန်တော်တို့ကတော့ ဒီ first one ချင်းကဥပဒေကိုထင်းသေးဆောက်ရှောက်ဖို့ဆိုလို့ကတိကချိထားကြတယ်စံကလို့ရစတဲ့အန်းဆိုလို့ရှိရင်ကျန်တဲ့အချက်တွေကိုတခြားအဖွဲ့အစည်းတက်လာလို့ရှိရင်တော့နောက်နောက်ပေါ်လာဟိုမလို့တဲ့အချက်တွေလို့မချစ်တဲ့ကိုလို့ဆိုင်ကန်ဆိုလို့ရှိရင်ကျွန်တော်ဖွဲ့စည်းပုံအခြေခံမှုတွေကအလကားဖြစ်တော့မှာပေါ့အဲတော့ကျွန်တော်တို့ကတော့လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာရည်ရည်ကြီးကိုဆောင်ရွက်တော့လွတ်တော်တဲ့နေရာနည်းနည်းပဲရထားတဲ့တိုင်းရင်းသားပါတီတချို့ကတော့ဒုတိယသမ္မတလောင်းတင်မြောက်ခွင့်မရှိပေမဲ့သူတို့လိုချင်တဲ့သမ္မတပုံစံကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။တကယ်ကိုယူတာဖြောင်းမှပြီးတော့အဲတိုင်းပြည်နဲ့လူမျိုးပေါ်6စီးရင်းစေနာကောင်းမဲ့เนาะ တကယ်ပြည်သူလူထုကိုကာကွယ်ပေးလို့တဲ့စိတ်ဆင်တာရှိတဲ့เนาะလူဖြစ်ဖို့ကျွန်တော်တို့ကမျှော်လင့်ပါပဲဒီပြည်သူလူထုကကြော်ဝပြီးတော့နိုင်ငံတကာနဲ့ရောဆက်ဆံနိုင်ဖို့เนาะဒီတန်းသားတွေနဲ့လည်းဆက်ဆံရေးပြည်လေတဲ့လူတွေเนาะဒီနေဟိုင်းကိစ္စကိုကောင်းကင်ပေါ်နိုင်မဲ့ပုဂ္ဂိုလ်မျိုးကိုကျွန်တော်တို့ကမျှော်လင့်ပါတယ်เนาะဘယ်လိုလူမျိုးစတိုင်းပြည်ကိုတကယ်ချစ်တဲ့လူမျိုးတိုင်းပြည်အတွက်တကယ်လှုပ်လှုပ်တဲ့လူမျိုးကိုလူချင်တာပါ59စာလုံးမှာတော့ဘယ်လိုမှပြင်ဆင်လို့မရဘူးဖြစ်နေပါတယ်အများကြီးတော့ကတော့ပြင်လို့မရဘူး မ်းဆိုပေမဲ့လည်းပဲတိုင်းပြည်အတွက်တကယ်စေတနာရှိရင်တော့ပဲသမတပဲတက်တက်ပါဘုရားသူကြည်လည်းသူ့ဟာဒီလေပြီးတော့ကောင်းအောင်လုပ်ပေးလို့ရမယ်လို့ယူဆပါတယ်